လက်တလုံးလေးကပဲပွဲစုနေရဲ့အရင်ချင်းနိုင်ငံတွေရဲ့မျိုးချစ်အဖွဲ့တွေအကောင့်လာမှုဟာကမ္ဘာမှာတရိပ်ထားစရာဖြစ်လာတယ်လို့ဆိုရပါပါအမေရိကန်လိုနိုင်ငံမျိုးကအစရွှေပြောင်းလုံသားတွေအပေါ်ထားတဲ့ဥပဒေတွေကိုတင်းကျပ်လာချိန်မှာထိုင်းနိုင်ငံရဲ့သဘောထားတင်းမာလာမှုကစောင့်ဖွဲ့စရာတော့ဟုတ်မနေခဲ့ပါဘူးအထူးသဖြင့်ရွှေပြောင်းမြန်မာတွေအပေါ်ထားတဲ့သဘောထားနဲ့ဥပဒေချုပ်ကိုင်မှုတွေဟာအကောင့်လာနေစေဖြစ်ပြီးဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတာကိုသိချင်ရင်ဗီဒီယိုကိုဆုံးအောင်ကြည့်ပေးကြပါဦးရှင် အနိုင်ကျင်းရတာကိုနှစ်ချိုင်တက်ကြတာဟာလူရီးယားစိန်မတော်မှာအမြင့်တွေခဲ့ပြီးသားပါ။တနည်းအားဖြင့်စစ်ပွဲတွေဖြစ်နေပြီးစီးရဲမွဲတည်နေတဲ့နိုင်ငံကသူတွေမှပြန်စရာအိမ်မရှိတာကိုသိတဲ့အခါရွှေပြောင်းတွေအပေါ်အနိုင်ကျင်းရတာကိုသူတို့ကသဘောတွေ့ကြပါတယ်။ထိုင်းနိုင်ငံ GDP ကိုမြင့်တက်စေတဲ့အထက်မှာအဖို့အခချုံချုံနဲ့အကန့်အသတ်မရှိသုံးဆွဲနိုင်တဲ့ရွှေပြောင်းလုပ်သားတွေဟာဒုနဲ့ထဲနဲ့ပါဝင်နေပါတယ်။ဆက်ရအလုံးယုံတွေကနေတင်ဖို့ကောင်တွေကိုရွှေပြောင်းလုပ်သားအင်အားနဲ့ အင်တိုက်အားတိုက်ထုတ်ပြီးဥရောပနဲ့အာရှဈေးကွက်ကိုတင်ပို့ပါဒီအတွက်နိုင်ငံသားဝင်ဝင်ရရှိနေပြီးအလုံသမားတွေအတွက်ကုန်ကြစည်းကလည်းအစမတန်တက်တာလာကြောင်းထိုင်းနိုင်ငံကဆက်ယုံတထေးတွေဟာမြန်မာကအရွှေပြောင်းလုပ်သားတွေကိုသဘောကျကြပါဒါကလည်းသူတို့ရဲ့နှိမ်ထားတဲ့လောကလစာကိုကျင်းနေနေမှသာဖြစ်ပြီးအကယ်၍အထွတ်တက်တောင်းဆိုလာတာမျိုးဆိုရင်တော့ထိုးကျွေးလိုက်ဖို့ဝင်မလီမဲ့ လူရုံမှာအလုံရှင်တချို့ကလည်းရှိနေပါသေးတယ်။ဒီအချက်တွေအပြင်တရားဥပဒေစိုးမိုးရေးမှာရှိတဲ့ရဲတွေကလည်းမြန်မာရွှေ့ပြောင်းလုပ်သားတွေကိုလမ်းလျှောက် EDN ဆက်တွေလို့တောင်လှောင်ပြောင်းကြပြီးသူတို့အတွက်စိတ်ကြိုင်နှိုက်ယူစရာငွေရင်းကြီးဖြစ်နေရပါ။တတ်တီကန်ကပြားလူမျိုးအထောက်အထားအပြည့်စုံပိုင်းတော့သူတို့လက်ကမလွတ်သလိုဗမ်းမရရသေးတဲ့သူတွေဆိုရင်တော့ပါသမျှအကုန်ပေးပြီးကြေးဖို့ပဲတောင်းဆိုရတဲ့အထိထိုင်းရဲတွေရဲ့ရက်ဆက်မှုကလည်းလူမဆန်လာပါဘူး။ဒီအတွက်မေးစရာက နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေကဒါရီကိုမသိမမြင်မတားဆီးကြဘူးလားဆိုရဲမိကွန်ပါပဲ UN အဖွဲ့အစည်းတွေနဲ့ NGO အဖွဲ့တွေဟာအင်အားကြီးနိုင်ငံတွေရဲ့ဩစာကိုဘယ်တော့အခါကမှမကြော်လွန်နိုင်ခဲ့ပါဘူးဒုက္ခတွေကယ်ဆယ်ရေးနဲ့ပြည်လဲနေရာချထားရေးတွေမှာတော့ဩဇာကံသဘောတရားတွေနဲ့မလွတ်နိုင်သလိုလူအခွင့်ရေးထက်အကျိုးစီးပွားကိုငှဲ့ကြည့်နေရတဲ့အဖွဲ့တွေလည်းများပါ යි အထူးသဖြင့်ဒေါ်နယ်ထရန့်အာဏာရပြီးလူအခွင့်ရေးအဖွဲ့တွေကိုဖိနှိပ်လာခြင်းမှာ ထိုင်းနိုင်ငံက NGO အဖွဲ့တွေကလည်းလှုပ်ဆောင်နိုင်စွမ်းတွေကြာဆင်းလာရပါတယ်။ဒါကြောင့်မေဝီကာမွတ်စလင်တွေကိုတရုတ်ထိပြန်ပို့တဲ့ကိစ္စမှာဝင်ကြီးချုပ်ကိုရိုင်းကလူအခွင့်ရေးအဖွဲ့တွေကိုပြောင်ပြောင်တင်းတင်းမျက်နှာပြောင်တိုက်ထင်မှာအောက်လက်ငယ်သားတွေအဖို့ကတော့ပွဲတော်တွေ့ရပါပဲ။ထိုင်းနယ်စပ်မြောက်တွေကကြားဖြန့်ကောင်းစဉ်အမှုတွေနဲ့အတူမဆိုင်တဲ့ဖိနှိပ်မှုတွေကိုပါလှုပ်ဆောင်ခဲ့ပြီးမြေကြားဖြန့်ကောင်းဆောင်တွေကိုတော့မိမိရရဖမ်းဆီးတာမျိုးမရှိရတော့နိုင်ငံတကာသတင်းတွေကလည်း ထိုင်းအနာပိုင်းတချို့ရဲ့လက်စားမှုတွေဟာလည်းတကယ်ပဲရှိနေသလားဆိုတာကိုမိကွန်းထုတ်ပြရပါအိန္ဒိယနိုင်ငံရဲ့စီးရဲနေရာတွေစစ်ဖြစ်နေရာတွေကြောင့်လုံသားအင်အားပေါ်ပေါ်များများရနေတဲ့ထိုင်းနိုင်ငံဟာဒီလုံသားတွေအပေါ်ကာကွယ်မှုပေးဖို့ထက်အမျိုးသားရေးအသွင်နဲ့အုပ်ချုပ်ရေးအာဏာတည်မြဲဖို့သာအာရုံစိုက်ခဲ့ပြီးရွှေပြောင်းလုံသားတွေလုံခွင့်မရှိတဲ့အလုပ်တွေကိုလည်းဥပဒေနဲ့တင်းတင်းကြပ်ကြပ်ကင်တွဲထားပါတယ် ကြဖြတ်လို့နိုင်ငံတကာမကောင်းမှုကိုလှုပ်ဆောင်နေတဲ့သူတွေကိုတော့လက်ဖြားနဲ့မတူရဲပေမဲ့ဈေးဆိုင်မှာဈေးရောက်နေတဲ့ရွှေပြောင်းအမျိုးသမီးကိုတော့လက်ထိတ်ခတ်ပြီးထောင်ထဲထည့်ဖို့ဝန်မလေးကြပါဘူး။တစ်ဖက်မှာလည်းတချို့သောပညာတတ်ထိုင်းလူမျိုးတွေဟာလူအခွင့်အရေးနဲ့ညီအောင်ကာကွယ်ပေးဖို့တောင်းဆိုရာမျိုးတွေလည်းရှိသလိုမြန်မာရွှေပြောင်းမျိုးအပေါ်တရားမျှတစွာဆက်ဆံပေးရဲ့ထိုင်းလူမျိုးတွေလည်းရှိပါသေးတယ်။ဒါပေမဲ့လည်းတစ်ဖက်ပိတ်အထွေခေါ်တွေအကောင့်လာတဲ့ယနေ့လိုခင်မှာစစ်ပွဲတွေကြောင့်အမိမြေကနေတရားမဝင်ရွှေပြောင်းလာကြရတဲ့သူတွေရဲ့ ရွှေဆက်မျက်ရည်ဆက်တွေဟာထိုင်းနိုင်ငံရဲ့ driver ချမ်းသာမှုအုတ်မြစ်မှာအာကန်ကောင်းနဲ့အတုံးတော်ခံတိစောက်နေရဆဲဖြစ်တာကိုတော့ရှင်နာနာနဲ့ပဲတိဆက်လိုက်ရပါရှင်။